မဲဆင်းပါသက်ဆိုင်ရာမြို့နယ်ရဲ့ပြင်ပမှာရောက်ရှိနေတဲ့ဆနမဲပေးပိုင်ခွင့်ရှိသူအတွက်ကြိုတင်မဲပေးတာနဲ့ပတ်သက်ပြီးရွက်ကောက်ပွဲကော်မရှင်ကစက်တင်ဘာလ15ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ် ယာယီနေရစွန့်ခွာနေရသူတွေအနေနဲ့ကြိုတင်မဲ့ပေးဖို့အတွက်ပုံစံ15ကိုရွေးကောက်ပွဲကော်မရှင်ဝက်ဘ်ဆိုက်ကနေဖြစ်ဖြစ်ရောက်ရှိရဒေတာကမြို့နယ်ကော်မရှင်အဖွဲ့ကွဲစီကနေဖြစ်ဖြစ်ရယူဖြစ်ဆက်ပြီးအော်တိုဘာလ12ရက်နေ့အရောက်မြို့နယ်ကော်မရှင်အဖွဲ့ခွဲစီပေးပို့ရမှာဖြစ်ပါတယ်။ယာယီနေရစွန့်ခွာနေရသူတွေကြိုတင်ဆန္ဒမဲ့ပေးနိုင်ဖို့သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ကွဲအနေနဲ့နိုဝင်ဘာလ25ရက်နေ့ကနေ26ရက်အတွင်းတင့်တော်တဲ့နေ့ရက် တင့်တော်တဲ့နေရာမှာပြုလုပ်ပေးရမှာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ဒါအပြင်ကြောင်းတင်နန်းအချုပ်ခန်းနဲ့ဆေးရုံတွေကိုရောက်နေတဲ့သူတွေအနေနဲ့လည်းနိုဝင်ဘာလ25ရက်ကနေ29ရက်အတွင်းတင့်တော်တဲ့ရက်မှာကြိုတင်မဲပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ဆနာပြုတ်ပြီးကြိုတင်မဲဆနာလက်မှတ်ပါစာအိတ်တွေကိုကြိုတင်ဆနာမဲပေးသူတွေလက်မှတ်ထိုးထားတဲ့ပုံစံ15ကကြီတင်တဲ့အသုံးမပြုဘဲကြက်နေတဲ့ ကျူတင်ဆနမဲလက်မှတ်နဲ့စာအိတ်တွေကိုသက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲစီကိုဒီဇင်ဘာလ26ရက်ညနေ4:00နာရီထဲနောက်မှကြပဲအရောက်ပေးပို့ရမှာဖြစ်ပါတယ်ရှင်။